ဟေးယောဝလုံးပဲမင်္ဂလာညချမ်းလေးပါနိုဝင်ဘာလ29ရက်နေ့ယနေ့ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်သွားမှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်ဖြစ်ပါတယ်ကျွန်တော် channel coaching ပေးပြီးကြည့်ရှုနေတဲ့သူမျိုးချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်နဝမ်ဘာလ26ရက်နေ့တွင်မွန်ပြည်နယ်ရေမြုပ်နယ်အစင်ဆန်ပြကျေးရွာ၌အကြံဖက်စစ်တပ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသော မျိုးစိုးထီမောင်ဖေးစုတူကိုပိကတက်ခေရာပွေးချင်းပြီးခွေတေဝတ်တီတီဆုံးသွားကြောင်းရေကိုရီလာဖတ်ရေပြုတ်ကြတဲ့ဖွဲ့မှတရင်ထုတ်ပြန်ထားပါတယ်။ KN တချို့နဲ့မူရစေဝါမြန်လေတင်းစီထားတယ်လို့သိရှိရပါတယ်။ကောင်းလေးတဲ့တတင်းနောက်တင်းမြန်မာချမ်ပစစ်တပ်၏အတူအယောင်ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကပြက်ပြက်တာတာပေးချရန်အမေရိကန်လွှတ်တော်နှစ်ရက်လုံးမှနိုင်ငံချရေးကော်မတီဥက္ကဋ္ဌများနဲ့လွှတ်တော်အမတ်များက ကြီးငယ်ချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီအောက်ကထနှင့်လွှတ်တော်အမတ်များဖြစ်ကြသည့် Brian Mestan Gregory W. Missy အထက်လွှတ်တော်နိုင်ငံခြားရေးဆက်ဆံရေးကော်မတီအောက်ကထနှင့်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Jem Iris နှင့် Jenny Shahi တို့ကတရုတ်နိုင်ငံ၏ထုတ်ပြန်မှုဖြစ်မြန်မာစစ်တပ်ကကျင်းပရန်စီစနေသည့်ရွေးကောက်ပွဲများမှာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာထားပါသည် ကောင်းလေးတဲ့တဲ့နောက်တဲ့စီကောင်စီနဲ့အရခတ်တတော်အေတောက်တိတ်ပွေးများရှိနေသည့်ပခူတိုင်းပတောင်းတက်မြေအတွင်းတောက်စစ်ကြောင်းထိုးဝင်ရောက်သွားသည့်အင်အားသုံးစီပါစစ်ကောင်စီစစ်ကြောင်းမှဘီမတ်တက်နှင့်အဆက်အသွယ်ပြတ်တောက်သွားကြောင်းသိရှိရပါသည်စစ်ကောင်စီတပ်မှတက်ခွေမှုအစင်ဦးစီသည့်အင်အားသုံးစီပါစစ်ကောင်စီစစ်ကြောင်းသည် PKD နိုဝင်ဘာတတိယအပတ်ကညံကျူလီတာတောင်းဝန်ကျင်တောက် စစ်ကြောင်းထူထွက်လာပြီးနောက်ဒါကာဆာဘီနဲ့အဆက်အသွယ်ပြတ်တုပ်သွားကြောင်းသိရှိရပါတယ်။ဒါကာဆာဘီနဲ့တက်သွားတဲ့စစ်ကြောင်းအဆက်အသွယ်ပြတ်တုပ်နေပါတယ်။နှစ်ဖက်လုံးကမထုတ်ပြန်သေးတော့ဒေတာလာထွက်ပြီးဒါလာမတိရသေးဘူး။အဆက်အသွယ်ပြတ်တာတပတ်ကျော်ပြီဟုတက်တရင်ချင်းမိကပြောပါတယ်။အကုန်လုံးမေဩဇာဖြစ်တော့မှာကောင်းလိုက်တဲ့တည်နောက်တည် စစ်တုပ်စုရဲ့လွတ်ငင်းခွင့်အရာပုံမှန်905ကကနဲ့ထောင်ဒဏ်ချခံနေရသူတွေကိုနိုဝင်ဘာ29ရက်ဒီမနက်ပြန်လွှတ်ပေးနေရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဘ ഹു တရင်ပြန်ချရဲ့အဖွဲ့ကဦးကြည်တူအင်းစင်အချင်းထောင်ကနဲ့ပြန်လေလွတ်မြောက်လာတယ်လို့သိရှိရပါတယ်စစ်တကအာနာတင်းပြီးနောက်ပိုင်းလူထုအုံချမှုအားကောင်းတဲ့အချိန်2023မတ်ဆရှိရက်ကရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းလေတန်းမှာ ဦးကြည်တူကိုဖန်စီခေတာလို့တီစီရပါတယ်။ကောင်းလေတဲ့တတင်းတော့တင်းပြီးတူကကွေရတမတော် PDF တွေနဲ့ဖြစ်တဲ့တိတ်ပွဲတွေမှာအမေတန်ရှုံနှင်းခဲ့တဲ့အတွက်မုံရွာအခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘူမှုချုပ်မြုံမင်းထွေးကိုတာဝန်ကနဲ့အနာပေပီဘူချုပ်ကျော်သူရကိုခန့်နှက်လိုက်တယ်လို့နေပြီးတော့တတင်းချင်းကနဲ့တီစီရပါတယ်။စစ်စင်ရေးမှာရှုံနှိမ့်တာနဲ့အကတိလိမ့်စားမှုတွေကြောင့်ဘူမှုချုပ်မြုံမင်းထွေးကို နိုဝင်ဘာ24ရက်မှာအနာပီပီဘူချုပ်ကျော်တူရကိုအတိခန့်ထားလိုက်တာလို့နေပြီးတော့တရင်ရမိကပြောပါတယ်။အခုတလောစစ်ခွေးတတွင်ထဲမှာအပြုတ်ခံရတဲ့ဘူကြီးဘူမှုတွေဒါမျိုးပါတယ်။အချင်းချင်းယုံကြည်မှုတွေမရှိတော့ဘူးဆိုတာကိုပြသတာဖြစ်ပါတယ်။ကောင်းလိုက်တဲ့တင်းနောက်တဲ့ရှမ်ပီနေတနုကူပိုင်အောက်ချောက်ခွင့်ရဒေတာရွာငါမြုပ်နေမှာစစ်ကောင်စီတပ်သားတွေကလက်နက်အပြည့်အစုံနဲ့ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လက်ကန်းစာဆောင်တွေကိုလိတ်လံဝင်ခတ်နေတယ်လို့သိရှိရပါတယ်။ရောင်ကမြုပ်နေမှာကျန်းခံရေးပါတီကနဲ့ဝင်ရောက်အရွေးခံမဲ့ကိုစလီလောင်းတွေနိုဝင်ဘာ16ရက်နေ့ကမိတ်ဆက်ဆိုင်ပုတ် 2K ပြီးနောက်စစ်ကောင်စီတပ်သားတွေကလက်နက်အပြည့်အစုံနဲ့လက်ကန်းစာဆောင်တွေကိုလိတ်လံပေးဝင်နေတယ်လို့သိရှိရပါတယ်။ကျန်းခံရေးပါတီတွေမင်းတောက်အလောက်တောင်ကျောက်နေတယ်ဆိုရင်တော့မင်းတို့ပါတီဝင်ထဲမှာတတိရှိတဲ့နေအောင်ရှိတယ်လေမင်းတို့ကူတိုင်မင်းမဆွေရေးရင် နေအောင်ကိုမင်းဆွေခိုင်းလိုက်။သူကတေးတာကူမကြောက်ဘူးတဲ့။အကြံပေးတာပါ။ဒီလောက်ကြောက်နေတဲ့မင်းတော်တွေကနိုင်ငံကိုအောက်ချောက်ချင်းတေးတယ်။ခွေးမသားတွေအရှက်လက်ရှိကြပါအောင်။နိုဝင်ဘာလ29ရက်နေ့ရညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆွေတို့ကျွန်တော်တို့ပထမဆုံးအင်းစင်ထောင်ထဲကတချင်းတစ်ချက်လောက်ရှူကြရအောင်အင်းစင်ထောင်ထဲကတချင်းလက်ချက်မှာလက်သုံးချောင်းမုံတက်သူနဲ့ရင်ဘက်မှာ we want democracy စာသားနဲ့ အသက်ရှူတာနိုင်ဟာငါတို့နိုင်ရမယ်လို့ဩတယ်။ငါတို့ဩတံကိုကဘာကမကြားချင်နေငါတို့ဩတံကိုငါတို့သွေးချင်းနေကြာရနေတပိတ်တပိတ်မောက်မောက်ဆန္နာဆန္နာပြပြတခေါ်ရင်တစ်ချက်ကြလာတယ်စစ်ဖနက်ကန်ချက်တွေတစ်ချက်ကြလာရင်တသက်မိမပြနိုင်တဲ့ရင်တွင်းတံရတွေ ဒီမိုကရေစီဆိုတာငါတို့အသက်တွေနဲ့ဆက်မှာအတွန့်ချေမဲ့ကြိုးလားလူခွင့်ရေးဆိုတာငါတို့သွေးနဲ့ရေးမှဖတ်ခွင့်ရမယ်စလုံးလားတီးသောအမှသည်အော်ကောင်း၏တဲ့ဖဲ့ဒီမှာငါတို့ဘယ်တော့မှ မတည်ဘူးငါတို့ကောင်းရင်တလို့ကောင်းမလားမချင်းငါတို့မတည်ဘူးတပိတ်တပိတ်မောက်မောက်ဆန္ဒဆန္ဒပြပြအရေးတော့ဘူးအောင်ရမည်ဒါမှမဟုတ်နော် ဂျပန်ကလူငယ်လေးတွေဖြစ်ပါတယ်ဂျပန်ကလူငယ်လေးတွေတားထုတ်ချက်ပါတယ်အခုကျွန်တော်တို့တော်လှန်ရေးမှာပေါ့နော်အခုအချိန်ထိသူတို့ကတွေးမိနေသေးဘူးဂျပန်ကပီတူလူထုတွေဒီကနဲ့လေးစားပါတယ်လို့ပြောဆိုချင်ပါတယ်ကြည့်ဒါဆိုရင်တော့ now video အမေစုစကားကြောင့်ကူလင်းလင်းဘဝအပြောင်းအလဲကြီးမှာဆုံးစကားတစ်ချက်လောက်ရှုချရအောင်လူတို့ဟောပြောဘက်တစ်ခုပါပေါ့နော်လူတို့ဟောပြောဘက်တစ်ခုမှာဖမရရအနောက်တောင်ဘက်ပေါ့နော်အနောက်တောင်လူတို့ရဲ့လူတို့ဟောပြောဘက်တစ်ခုမှာမပြောခဲ့တဲ့စကားအဲလဲဆိုတော့ ကောင်းကောင်းကိုမှတ်မှတ်ရရရှိပြီးတယ်။ကျွန်တော်ကဟောပြောပွဲတိုင်းမှာကျွန်တော်အသေးစားစားနားထောင်နားထောင်ပြီးကျွန်တော်ကအမှတ်တာလေးလေးလုပ်တယ်။ဟိုတော့အဲ့ဟောပြောပွဲမှာ change ဖြစ်စီတယ်ဒီတော့ပြောလို့ရမယ့်စကားလေးတကောအမေရပြော။ဟုတ်လေစပါ။အချင်းအားလေဒီလိုမျိုးလက်ခုပ်တွေတီးပြီးတော့ထောက်ခံအားပေးနေတဲ့ဒီလူတွေကိုလိုက်ကလည်းသူတို့ရဲ့လူအမှုလူအမှုနဲ့ပတ်သက်ပြီး ကံမတင်ဖြစ်သွားတဲ့ခါကြရည်ဒီလူတွေကပဲဇံပြန်လိုကြမယ်ဆိုတော့သူနှလုံးသွင်းထားပါတယ်အခုတော့အလိုက်နဲ့လည်းတော့ကအပေးနေတယ်အချင်းချင်းပြောရမယ်ဆိုရင်စကလုံးကအိုက်တီချမဟုတ်ဘူးဗျာအချင်းချင်းပြောရမယ်ဆိုရင်အခုတော့လည်းလည်းအပေးနေတယ်ထောက်ကန်နေတယ်ဟုတ်ပြီဒါပေမဲ့အချိန်မှာသူတို့ရဲ့ဒီအလိုလိုဆန္ဒတစ်ခုနဲ့ပတ်သက်ပြီးတော့မတိုက်ဆိုင်တဲ့အခါမတိုက်ဆိုင်တာမျိုးကြုံခဲ့ရင်ဒီလူတွေကလည်းအချိန်မီသူ့ကို ဒီဆန့်ကျင်သားမယ်ဆိုတော့လေဒီနှလုံးသွင်းထားပါတယ်ပေါ့နော်အဲ့ဒီပုံမျိုးလေးသူပြောလိုက်ပြောလိုက်တော့အဲ့ဒီဟာကသနောတဘဝလုံးကိုတော်တော် change ဖြစ်တယ်။အင်းဘယ်လိုမျိုး change ဖြစ်တာလဲဆိုတော့သူအဲ့ဒါကိုအဲ့ဟိုဥပမာကျွန်တော်တစ်ချစ်ကျွန်တော်မှတ်ထား။မှတ်ထားပြီးတော့ကျွန်တော်ကြံသေးတယ်။အရင်းနဲ့ပတ်သက်ပြီးအမျိုးကို private အချိန်လေးမှာပေါ့နော်။ဆိုတဲ့အချိန်လေးမှာမေးကြည့်မယ်ပေါ့နော်။မေးမယ်ဆိုပြီးတော့တွေးမိတယ်ရတယ်။ဒါပေမဲ့မမေးဖြစ်ဘူး။ဟိုလေနောက်ဆက်မဖြစ်ချင်တာလေ။ ဲ့မဲ့ကျွန်တော်အဲ့ဒီဟာလေးပြန် share လုပ်တယ်တကယ်လေးနဲ့စဉ်းစားကြည့်အဲ့ကောင်ကလေကျွန်တော်တို့အားလုံးရဲ့လှုပ်ဆောင်မှုတွေတွားနေတဲ့အရာတွေပါလေတော်တော်ကိုတရားသဘောအရမ်းဆန်လူဆန်လောကြီးတယ်တကယ်ကိုလူသားဆန်လောကြီးတယ်ဥမာကျွန်တော်တို့အခုတွားနေတယ်ကျွန်တော်ဒီထားပါတော့ကွယ်ပင်နဲ့ကျွန်တော်လည်းအခုကျွန်တော်တို့ဆိုရင်ရောင်ဒီဘွက်ဟိုးပဲလမ်းနေစပြီးတော့ဒီတော်လိုင်းစိတ်ကိုပဲဥတီပြီးကျွန်တော်တို့သွားနေကြတယ်အညီကိုလေးလည်းဖြစ်နေတယ်တကယ်ကိုပုံချင်းကြီးလာတယ် ဒီတော့လည်းကောင်းစီအောက်မှာအတယောက်ကျောင်းတယောက်တည်ပြီးတော့သူ့ရေချက်ကပါအသူ့ရေချက်ကပါဆိုတော့ကျွန်တော်ကတည်ပြီးသွားနေကြတယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းနှလုံးသွင်းရတာပါလေဆိုတော့တစ်ချိန်မှာအကြောင်းအရာတစ်ခုကြောင့်ဒီအများနဲ့ဆိုင်တဲ့အကြောင်းအရာဖြစ်ဖြစ်နိုင်ငံရေးတော်လိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်ဒီမျိုးရင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဘာသာရေးနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ဖြစ်ပါတော့တစ်ချိန်မှာအခုခုလေးကအခမ်းအနံကြီးအချိန်ကြီးတဲ့တော့ဝေးသွားတယ် အယူအဆလေးနဲ့ပတ်သက်ပြီးတော့အစစ်အလေးလေးနဲ့ပတ်သက်ပြီးတော့ဒီမန်တိုင်းတစ်ခုလေးနဲ့ပတ်သက်ပြီးတော့အဲ့လိုပဲဒီအခုသွားနေတဲ့လူတွေထဲမှာအရင်ချစ်ကြပါလေခင်ကြပါလေဆိုပြီးတော့ကျွန်တော်အတူတူအခုဆိုချစ်ချစ်ခင်သွားနေတဲ့လူတွေထဲမှာလည်းအချိန်ကိုယ့်ရဲ့စန္ဒာလေးတစ်ခုအစစ်အလေးလေးတစ်ခုမတိုက်ဆိုင်တာမျိုးရှိသွားတဲ့အချိန်တိုင်းကျွန်တော်တို့ကအချိန်မီးဝေးသွားကြပါအဲ့ဒီဟာကိုတူတူလက်ခံတာမြင်ထားတော့လက်ရှိအချိန်လို့ကျွန်တော်ကတန်ဖိုးထားဖြစ်တယ် တည်တာပေါ့တဝူထားဖြစ်တဲ့အဲ့အဲ့ဒီမျိုးအချိန်ကြုံလာတဲ့အချိန်ကြာရင်လေအတူတူရှိခဲ့တဲ့အချိန်မျိုးပြန်တွေးကြည့်လိုက်ကျွန်တော်ဘက်ကလွန်ကျူပြီးတော့လွန်ခဲ့ပြီးတော့အရန်ကိုတခုခုဝေယူထားတာမျိုးတခုခုအဲဟိုဆူမှုခဲ့တာမျိုးတွေမရှိအောင်ကျွန်တော်လည်းဒီမှာစူးစမ်းနေထိုင်ပြတယ်ဗျာဒီလားအဲ့ဒါကျွန်တော်ကတော်တော် change ဖြစ်တယ်အဲ့ဒီဟာကိုဒါကျွန်တော်နိုင်ငံရေးဘက်အချမ်းတော်လိုင်းဘက်အချမ်းနဲ့ပြောလိုက်တာဂီတာဘက်အချမ်းနဲ့ပြောမယ်ဆိုရင် အဲ့ဒီကကျွန်တော်တချင်းတွေကြီးတယ်ဆက်ဆူတဲ့နေရာမှာတချင်းတွေကြီးတယ်ကွေးချင်းတွေလောက်တဲ့နေရာမှာလေကျွန်တော်အရန်ပေါ့အောင်အရန်ဟိုအရန်ကို universe အခုကိုရောက်သွားတယ်ဒီဟာဆိုတော့ကျွန်တော်လှုပ်လိုက်တဲ့ဟာလေးတွေကကျွန်တော်လှုပ်ချင်လို့လှုပ်လိုက်တဲ့ဟာလေးတွေဒီဘက်မှာကြိုက်ကြသည်မကြိုက်ကြသည်ကသူတို့ကိစ္စဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဗာနေရတဲ့အရန်ဟိုဖြစ်သွားတာဘယ်တော့အဲ့တချင်းထဲမှာပဲကျွန်တော်လှုပ်ချင်တဲ့ဟာလေးတွေလှုပ်နေတဲ့အရာမှာကျွန်တော်တကယ်လှုပ်ချင်တဲ့ဟာဖြစ်ဖို့လိုတယ် တခုခုကြီးကိုတွေးတော်ပြီးတော့မပောက်ပောက်အောင်ရေးလိုက်တာမျိုးတို့မပောက်ပောက်အောင်ဆူလိုက်တာမျိုးတွေလည်းမဖြစ်တော့ဘူးတကယ်လို့ရှင်းလို့လောက်တာဖြစ်သွားပါကီတာနဲ့ပြောတာပေါ့နော်တနေ့နိုင်ငံကြီးတော်လိုင်းနဲ့ပြောမှဆိုရင်လည်းအဲ့ဒီအတီတရားနဲ့အဲ့အတွေးဟာလေးရှိပါတော့အတရားတာအရန်ပေါ်ပါပြီးတော့လုတ်တဲ့လက်ကင်ပြီးတော့သွားလာတဲ့အချိန်ဒီမှာလည်းကျွန်တော်အရန်ဆူကြီးဖြစ်တယ်ဘယ်ဖြစ်ဖြစ်တော့ဒီဒီဒီအရာလေးတခုကျွန်တော်လက်ခံထားတာလက်ခံထားတော့ဘယ်လိုအချိန်မှာပဲဘယ်လိုလူတွေနဲ့ဘယ်လောက်ညီနေ အဲဘယ်စင်ကြရတော့မှပဲဘယ်လိုမျိုးနဲ့ပြန်ဝေးသွားသွားဝေးသွားသွားကျွန်တော်ဒီဒီတကယ်ဒီတည်နေရာတစ်ခုလေးပဲတစ်ခုလေးတည်းမှပဲရှိပြီးတော့အလုံးဆက်ဆံနေလက်ခံနေဝေးသွားချိန်မှာလည်းလက်ပြရတယ်အပြန်နီးလာချိန်မှာလက်လက်ကမ်းနေဆိုတဲ့ဟာလေးရည်ပြောဆောင်မှုတွေပါပွင့်တဲ့ကျွန်တော်ဖြတ်သားပြတယ်ဗျာဒီလိုအဲဒါပြီးတော့အဲ့ဒီဟာတွေတော့ကျွန်တော် share လုပ်ဆုံးတယ်ဒီစာလေးလက်စင်စားကြည့်ပြီးတော့လို့တွေးတောစီချက်ဒီကိုယ့်အချင်းနေပါတယ်ကိုယ့်ခင်နေပါတယ်ဆိုတော့ လူမျိုးကိုလိုက်ကသူ့ရဲ့လူရင်းစာနာအရာတို့၎င်းသူ့ရဲ့သူတို့ရဲ့လူရင်းတမမှုအရာတို့၎င်းစနစ်တကူအရာတို့၎င်းအချိန်မှာကျွန်တော်တို့ကအယူဆမတူလိုက်ဖြစ်လာတဲ့အချိန်ကြရင်အချိန်မျိုးတူလူတွေကကျွန်တော်တို့ကိုကန့်ကွက်သွားမျိုးတူအဲ့တော့တခါတည်းနှလုံးသွင်းထားတော့လေလက်ရှိမှာလောက်ရလည်းရဟန်းပြောတယ်အဲ့ဒါလို့ကျွန်တော် sharing လုပ်ချင်တယ်ကောင်းတယ်ကွာနောက်ပညာတွေလည်းများကြည့်ရပါလေအားတွေလည်းရှိပါတယ်ကေတာဆိုရင်တော့ video and you ji wen ji u ti lin ong ta chat law shu cha ya ong ဒီစကားစစကားမရဲ့ရွေးတော့ဘွဲကနေတက်လာမဲ့ဘယ်သူမဆိုဟာတရားမျှတမှုရှိရလားလွတ်လပ်တဲ့ရွေးတော့ဘွဲဖြစ်ရလားဒီလိုမျိုးစံချိန်စံညိုးနေနဲ့မပြည့်ဝတဲ့ရွေးတော့ဘွဲကိုပြင်းပြင်းထန်ထန်ပဲဒီမှာ hearing လုပ်သွားတယ် congress မှာနော်ဒါပေမဲ့အဲ့ကောင်တို့ရ hearing လုပ်သွားတယ် congress မှာဒီတော်လည်းရင်းမှာဒီမဲဘုံထောင်ပြီးတော့ဒီလိုမျိုးရွေးကောက်ပွဲကိုအတိမတ်ပြုတ်လို့လုံးဝမဖြစ်ဘူးဆိုတာကိုတော့ဒီကွန်ဂရက်ကနေပြီးတော့အစိုးရကြားအောင်ပြောလိုက်ပြီ။ ဲ့အမေရိကန်ဆိုရကဘာလို့ပြောလို့လဲဒီဟာကို action ခေါ်ပေါ်ဖို့လိုတယ်သူတို့ရဲ့ action နဲ့ကောင်းကောင်းပေါ်နိုင်မှကျွန်တော်တို့ရဲ့ရွေးကောက်ပွဲဒီမဆာမအလာရဲ့ရွေးကောက်ပွဲဟာကျွန်တော်တို့ဘယ်လိုမှအတိမတ်ပြုလို့မရဘူးဆိုတာကို ဆင်သွားရင်လမ်းပြစ်တယ်ဆိုတော့အမေရိကန်အစိုးရကနေပြီးတော့ဥဆောင်ပြီးတော့ဒီအရေးကောက်ဘဲကိုအတိမတ်မပြုတ်ဘူးဟဲ့လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့အာဆီယံကကျွန်တော်တို့ရဲ့အခြားသော EU ရော EU နိုင်ငံကျွန်တော်တို့ရဲ့မာမိတ်နိုင်ငံတွေအကုန်လုံးကနေပြီးတော့ဒါကိုဝိုင်းဝန်းကန့်ကွက်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကိုအားပေးတဲ့ဘာမာအက်ကိုလည်း action ဖော်ဖို့လိုတယ်ဒါကတော့ White House မှာစံတပြနေတုန်းမှာသူပြောထားတဲ့စကားတွေဖြစ်ပါတယ်။ဒါဆိုရင်တော့ video နေအောင်ပါပြောလိုက်တာလေတစ်ချက်လောက်နားစင်ကြည့်အောင်တမ်းတော့မကဝဲအခုလိုလူတွေဘဝပြက်ကုန်ပြီခင်ဗျာဘယ်ပြည်တော်ပြန့်ခိုင်းရင်ဖွင့်ဝဲအတင်းကိုချစ်သူများဘုခဲလို့မဟုတ်ချစ်လို့ဝင်တယ်တိကံပြိုးကတာအနိုင်ရခဲ့လို့အစိုးရဖွင့်သွင်းတင်းကြီးအေဂျင့်သွားမယ်လို့ယုံကြည်လို့ရနိုင်မလားဟာကိုဘက်ကောင်ဆက်ကဆက်ပဲအောင်လွတ်သေးတယ်ခင်ဗျာလေပြန်ပြိုးပေးရလာလေအခုတားအောင်မေးတယ်လေပြန်ပြိုးစီ come from the military တမ်းတော့လာတဲ့အဖွဲ့အစည်းများတယ်လူတွေပဲ တမ်းတော်မကဝဲအခုလူတွေဘွားပြက်ကုန်ပြီခင်ဗျာအဲ့ဒါမပြောတော့ဘူးလေကျွန်တော်တို့စစ်သားသားသမီးလေယူနီဖောင်းမြင်ချစ်တယ်လေသေဘောရဆဲရကောင်သေကြဘောဒီကံမျိုးကိုထောက်ခံလိုက်တာနဲ့ပေးတော့ဟိုဟာဘောလူတွေစီမအပြောဆိုခင်ဗျာမကြောက်ဘူးလားဘာလို့ကြောက်အောင်ပါသူလဲလူကိုလဲလူပဲခင်ဗျာကိုယ်စက်ငါးနေချင်းရွယ်တူရင်စင်မတက်နိုင်မယ်ချောင်းတော့မလုံးနဲ့ပေါ့နော်ချောင်းလို့ကြောက်လို့ပြောတာမဟုတ်ဘူးနောက်သူများမသိအောင်လုပ်တယ်ဆိုတာအချောက်ဘာပဲဖြစ်ကျွန်တော်ပြောတာရခိုင်လက်ချစ်တာဒါပေမဲ့ရခိုင်မကောင်းတာလို့တော့ချစ်စရာအကြောင်းမရှိဘူး မွတ်စလင်နဲ့ချိန်ရမယ်ကျွန်တော်နိုင်ငံမှာနေတာကျွန်တော်တို့ကအိမ်ရှင် तू ကဧည့်တယ်ငါနဲ့မတူရင်ငါရန်သူဆိုတာတော့ခင်ဗျသမင်းစားတယ်မလား use your brain what ကျေသူတွေဒီရွေးကောက်ပွဲမှာမပါလာကြဖို့ပါရမီနှုတ်ဆော်ပြောချင်တယ်မနှုတ်တော့ဘူးပြည်တော်စုတပါရမြန်မာနိုင်ငံတော်မှာရှိတယ်ဘာသာမေးလူရိုးမေးဆက်ရှိနေပြည့်အကုန်လုံးမဲယုံကိုသွားမဲပေးကြဟိုဟာကိုပေးပါဒီဟာပေးပါကျွန်တော်မပြောတော်ပိုင်ဝင်လည်းမရှိဘူးသူနှလုံးသားထဲကပေးမယ်ဟာ အေးအဲ့ပေးလိုက်လို့ရွေးတဲ့လူကတော့လွတ်တော်တဲ့ဝင်သွားတော့မှာအဲ့လွတ်တော်အပေါ်ကနေပြတော့မှာဆုံးဖြတ်နေမယ်အေးအဲ့ဒါကိုစိုက်တဲ့စဘာကိုရေးရမှာကြည်လို့တီးဖို့ကင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ်နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်နိုင်ငံရေးအခင်းကြီးကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်ရှင်းတယ်နော်အေးအဲ့ဒါပဲဗျာတတိရှိတယ်နော်ရန်ကုန်ယူကြည်တွေကမင်းကိုဆုံးမလိုက်မယ်မင်းပြောတဲ့စကားတိုင်းမင်းကလိမ့်နိုင်ရမယ်ဒါပဲပြောချင်တယ်ဂေတာဆိုရင်တော့နောက်ဗီဒီယို ရွေးကောက်ပွဲပြီးရင်တောင်းကျန်သူတွေဘာဖြစ်သွားမလဲမိုးဟင်းတစ်ချက်လောက်ရှုကြရအောင်ဟုတ်ကဲ့မိကွန်းမိကွန်းညူပါရှင်ဟုတ်ကဲ့ဆရာဟိုရွေးကောက်ပွဲတွေပြီးတဲ့ကာလမှာပြည်တွင်းမှာတောင်းကျန်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဘလို့အခြေအနေမှာဖြစ်သွားမလဲဆိုတာကိုလည်းသိချင်ပါတယ်ရှင်ရွေးကောက်ပွဲရတဲ့ပြီးသွားတဲ့ခါကျတော့နိုင်ငံတော်ဆန့်ကျင်ပုံငယ်တိုက်ခိုက်တောင်းကျန်စုပ်ပုတွေတဲ့သူတွေတောင်းကျန်သူအားလုံးဒီပါရဲ့စစ်တပ်ကရွေးကောက်ပွဲအောင်မြင်သွားတာနဲ့သူတို့စစ်တပ်ကခောက်ထိုးကြဆင်းသွားပြီအခုလည်းစစ်တပ်ကြနေတယ် ို့ဘုရားတွေဖြစ်နေစတယ်အဲ့ဒါဆိုရင်ယူကော့ဘွဲအောင်မြင်သွားပြီကဘာလည်းတိမတ်ပြလိုက်ပြီဒီယူကော့ဘွဲလွတ်လိုက်ပြီတရားမျှတာတယ်အစိုးရတက်လိုက်ပေါ်လာလွတ်တော်လည်းပေါ်လာပြီဆိုတဲ့ခါကျတော့သူတို့တွေမြောင်းနေအောင်တော့မဟုတ်ဘူးတဘုံနေရဖေဖေးဖြစ်သွားမယ်နည်းနည်းချလာမယ်အလင်းဝင်လာမယ် what ဒါမှမဟုတ်ညီကြီးစကားပြောမယ်ကန်းလန်းလာမယ်အကုန်လုံးကျွန်တော်ထင်တယ်မူလအခြေအနေကိုနောက်20ခုနှစ်မတိုင်ခင်အခြေအနေကိုပြောင်းအောင်သွားတော့မယ်နောက်သူတို့တရားမဝင်သူတို့ထောက်ခံနေတဲ့ပြည်ပနိုင်ငံတချို့ကလည်းသူတို့ တရားဝင်ဆိုရမယ်ဆက်ဆံတော့မှာဘသူမဆိုလောကံဆိုရမယ်ဆက်ဆံမဲ့ခါမှာသူတို့နဲ့ဆက်ဆံနေလို့သူတို့ကိုကူညီနေလို့ဘာမှအကျိုးမထူတော့ဘူးဆိုတာတိလာလို့ရှင်အကျိုးစီးပွားရသူတို့ဆွန့်လွတ်သွားမှာပဲသူတို့တမိုင်းအမိုက်ပုံနဲ့မှသူတို့တွင်ပြက်လိုက်မှာညာဆိုရင်တော့ထားပြက်ခဲ့လိုက်တော့မှာသို့သောတိုင်းပြည်ကမ္ဘာချင်းနေပြောင်းလာတဲ့အခါမှာသူတို့နိုင်ငံအကျိုးစီးပွားနဲ့မြန်မာနိုင်ငံတော်အစိုးရနဲ့မြန်မာတပ်မတော်နဲ့ပဲဆက်ဆံမှာအကျိုးရှိမယ်လို့ယူဆလာတဲ့အခါမှာသူတို့ဘာမှမကွန်နက်ပါတီဘူးသူတို့ဝါရချင်းတူတဲ့တိုင်အောင်သူတို့ဆွန့်လွတ်ပြလိုက်ပြီးတော့ခါလက်တက်ဖြုတ်လက်တာပဲ မင်းကငါကူညီရပြီးသွားပြီနှစ်ပေါင်းလေးစီမင်းတို့စစ်မနိုင်တာမင်းတို့တိုင်ပဲအော်မင်းတို့ကမင်းဆက်ကြုံတော့ငါတော့ဆက်ကူညီပေးနိုင်တော့ဘူးဟုတ်ပါပဲဇော်ဝေဆိုးတို့လည်းနေရောမှာတက်စီမောင်းအောင်မှာပေါ့မိုက်မိုက်ကောင်းအောင်မှာပေါ့ what နော်နည်းနည်းတောင်းရသူတွေပြောတော့ပြုတ်ကွဲသွားမှာပဲအဖွဲထဲမှာနှစ်ဖွဲတွေသုံးဖွဲတွေဖွဲပြီးအလင်းဝင်နေတဲ့အဖွဲညဉ့်ညင်းစကားပြောကြတဲ့အဖွဲအာမသဘောထားတွေကွဲမှာပဲဒီကောင်ပြောတဲ့စကလုံးတိုင်းကိုနားထောင်ကြည့်အတိပညာလည်းမရှိဘူးဘဟုတုတလည်းမရှိဘူးပစတ်ထဲမှာထွက်တဲ့မြောက်ကိုရှောက်ပြောင်းနေတာပဲ သူစီမနာထောင်နေတဲ့ပြိတ္တတွေကိုတွက်ကြည့်စစ်ခွေးမိမတွေပဲဖြစ်မှာဆိုတော့ရွေးကောက်ပွေးပြီးရင်အေဒီဟာတွေကိုဖြစ်မလာရင်မင်းတေဖူတာပင်စင်ခွေးမတာစိတ်ကူးရင်တွေတိတ်မပြုံးနဲ့ရွေးကောက်ပွေးပြီးရင်ဘာဖြစ်သွားမလဲဆောက်ကြည့်ပေါ့မင်းအသက်လက်ပါသွားနိုင်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်ဟုတ်ကဲ့ပါတုံငယ်ချင်းတို့ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲချေမြတ်ကြည့်တင်ပါတယ်ကျမကြီးကိုစိတ်ကြပါ I love you all God bless you all thank you for your time